ဟုတ်တယ်ဒါပေမဲ့လေကျမဘယ်သူလာပို့မှန်းကျမမသိလိုက်တော့တော့ကျမအဲ့ဗီဒီယိုဖိုင်ရှာမတွေ့တော့ဘူးအဲ့ဗီဒီယိုဖိုင်ကလည်းဘာလဲဆိုတဲ့ခါကျတော့ကလေးတွေစင်ပေါ်မှာတာနေတာအမေနဲ့သားနဲ့အဖေနဲ့သမီးနဲ့မောင်နှမသားချင်းချင်းချင်းထိုင်ကြည့်လို့မရတဲ့ဟာမျိုး ဲ့ဟောင်စတိတ်စင်ပေါ်မှာကနေတာအောက်ကဘာပွဲမှာကလို့ဘယ်လိုလူတွေကထိုင်ကြည့်နေလဲမသိဘူးကျမသာအိတ်ပွဲကင်းထဲမှာရှိလို့ရှိရင်အိတ်စင်ပေါ်တက်ပြီးအကုန်လုံးကိုနင်းရင်ရိုက်တယ်ဘေးသူကဆင်ရလုတ်ပြီးတင်ပေးလိုက်ပြီးတော့မှဘယ်လိုလူမျိုးကခွင့်ပြုပြီးတော့မှဘယ်လိုဒီလိုစတိတ်စင်ပေါ်မှာဒီလိုအကာမျိုးတွေတက်ကလဲလို့ကျမလည်းအရန်အံ့ဩမိတယ်ဘယ်လိုလူချင်းမင်းနေရာထိုင်ကြည့်ပြီးတော့မှလက်ခုပ်အောပါပေးနေလဲတော့မသိဘူး ကလေးလေးတွေဆဲကြောတက်ကလေးတွေ sex လုပ်တဲ့ position တွေကိုစင်ပေါ်မှာ dance အနေနဲ့ကတယ်ကျွန်မအဲ့ဒီ video file ကကျွန်မပြချင်တဲ့ပရိသတ်ကိုဒါပေမဲ့ကျွန်မဘသူပုံမှန်ကျွန်မမသိတော့တဲ့ခါကျတော့ကျွန်မစီမှာပြစရာမရှိဘူးဖြစ်တယ်ကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတာလေလို့ပဲကျွန်မပြောချင်တယ် အဲ့တော့တိုင်းပြည်မကောင်းဘူးတိုင်းပြည်ကဖက်ဖက်ကချွတ်ချုံကြတယ်တိုင်းပြည်ကစုပ်ပြတ်တယ်တိုင်းပြည်ကဆင်းရဲတယ်အုတ်ချုပ်တဲ့သူတွေအပေါ်မှာကြီးပဲတစ်ခါတလေကြရလက်ညှိုးထိုးလို့မရပြန်ဘူးကျမတို့တွေပြည်သူတွေကလည်းတဦးတယောက်တိုင်းစိတ်တဲ့အည်သွေးတွေအပြုတ်မှုတွေအနေထိုင်နေမြင်မားဖို့လည်းလိုသေးတယ်ဟုတ်တယ်အုတ်ချုပ်တဲ့သူတွေကောင်းတယ်မကောင်းဘူးဒါကတော့အလုံးသိတယ်ကောင်းတယ်မကောင်းဘူးဒါတပိုင်းနော်ဆိုတော့တစ်ဖက်ကလည်းကျမတို့တွေကတယောက်ချင်းတိုင်းအောင်ကောင်းနေသလား ျမတို့လူတွေတယောက်ချင်းနှိုင်းအောင်ကောင်းနေသလားလူတွေတယောက်ချင်းနှိုင်းအောင်စီကန်းနေလိုက်နာနေကြသလားလူတွေတယောက်ချင်းတိုင်းကောအဆင်မြင့်ရလားလို့ကျမတို့ပြန်မေးဖို့လိုတယ်စိတ်တဲ့အည်သွေးတွေပို့လိုက်လားဟောအိဘန်းလိုက်စိတ်တဲ့အည်သွေးတွေအယမ်းကိုပျက်စီးကုန်ကြပြီအယမ်းအယမ်း အင်မတန်စိတ်မကောင်းစရာအင်မတန်စိတ်မကောင်းစရာကောင်းတယ်အင်မတန်ကိုစိတ်မကောင်းစရာကောင်းတယ်ဆိုတော့ကျမတို့ရဲ့နောက်မျိုးဆက်ဟာအဲ့လောက်ပဲတေးသိမ့်သွားပြီလားကျမတို့နောက်မျိုးဆက်ဟာအဲ့လောက်ပဲနေကြနေပြီလားကျမတို့နောက်မျိုးဆက်ဟာအဲ့လောက်ပဲအောက်တန်းကြကုန်ရပြီလားဒါဟာခင်မိလားမဟုတ်ဘူး ဒါဟာခစ်ရှိပြေးတာလည်းမဟုတ်ဘူးဒါဟာခစ်ဆန်တာလည်းမဟုတ်ဘူးအောက်တန်းကြတာအစင်တန်းနေတာအဲ့လိုအကမျိုးတွေဆိုတာဒီလိုပွဲလန်းတပင်းနေမှာကတဲ့အကမျိုးတွေမဟုတ်ဘူးကျမတို့နိုင်ငံသားတွေမှာသွားရဲဆိုဘားတွေကလပ်တွေဒီလိုမျိုး night club တွေဒီလိုမျိုးတွေထဲမှာမကပြကြတဲ့အကတွေဒီလိုမျိုးပွဲလန်းတပင်းနေမှာဒီလိုမျိုးပွဲလန်းတပင်းတွေရဲ့ဥပမာ show တွေပေါ်မှာကပြတဲ့အကမျိုးတွေမဟုတ်ဘူး ကနေတဲ့ကလေးလေးတွေကြီးလိုက်တော့လဲဆေးကြောတက်ကလေးတွေပျော့ပျော့ကြီးနဲ့ကိုလှုပ်ပြီးတော့မှ sax တောင်မှနော်တော်တော်ကိုတော်တော်ကိုမှတော်တော်ကိုမှအလွန်အကျွံဖြစ်တဲ့ sax position တွေကို dance အနေနဲ့လှုပ်ပြီးတော့မှကတာဒါမျိုးကိုအားမပေးပါနဲ့အဲ့ဒါခင်မိတာမဟုတ်ဘူး ကျွန်တော်တို့လူမှုဖွဲ့စည်းဟာအဆင့်တန်းရှိတဲ့လူမှုဖွဲ့စည်းဖြစ်ရမယ်ကျွန်တော်တို့တွေကပြည်မှုဆောင်ရွက်ချက်တွေဟာတယောက်နဲ့တယောက်နဲ့ကျွန်တော်တို့က sharing caring လုပ်နိုင်ရမယ်တယောက်နဲ့တယောက်နဲ့ကျွန်တော်တို့ကအသိပညာတွေဘဟုသုတတွေเนาะကျွန်တော်တို့ကကောင်းတဲ့စကားတွေကျွန်တော်တို့ကလူအဖွဲ့စည်းကိုတိုးတက်ရာတိုးတက်ကြောင်းနေဒါမျိုးပဲဖြစ်တဲ့နေဒီလိုမျိုးတွေကအားပေးစရာလည်းမလိုဘူးအားမြောက်စရာလည်းမလိုဘူးအတူယူမှားမယ်ကိစ္စရက်တွေ အဲ့တော့တိောက်လုတ်တယ်နောက်လိုက်လုတ်လာကြတယ်ကျမဟိုတနေ့ကဆိုပြောတယ်ဟာဒါအလူမင်းအလူပွဲတွေမှာရှင်ပြုတ်အလူပွဲတွေမှာမင်းသားမင်းသမီးတွေကိုငားပြီးတော့မှယောက်ျားကလည်းမိန်းမနဲ့လက်ချိတ်တယ်မိန်းမကလည်းအာဟိုယောက်ျားကလည်းမင်းသမီးနဲ့လက်ချိတ်တယ်မိန်းမကလည်းမင်းသားနဲ့လက်ချိတ်ပြီးတော့မှအလူပွဲတွေရှင်ပြုတ်ပွဲတွေလုပ်တယ်ဘလောက်ကြက်တည်ရုပ်ရော်လဲလို့ကျမပြောခဲ့တယ် အဲ့တော့ကျမဘာပြောလဲတချို့တွေကဒီယောက်ျားကမိန်းမနှစ်ယောက်ယူထားလို့သူကလည်းဘယ်မိန်းမလက်ကိုမှမချိတ်ဘူးအဲမိန်းမတွေကိုလည်းမင်းသားတယောက်စီပေးလိုက်ပြီးသူကလည်းမင်းသမီးကိုအဲလက်ဆွဲပလိုက်တယ်ဆိုပြီးတော့မှအမလေးမသိရင်ပဲချိန်မိုးကစီဂဒီဆိုသူတို့ကိုပဲပြန်ပြီးတော့တောင်ကျမတို့ကတောင်းမှန်ရအောင်မယ်အပေါ့ဟောအတုတွေယူကြပြီးတော့မှအခုရှင်ပြူဝဲတိုင်းကမောင်ရင်လောင်းရဲ့အဖေသည်မင်းသားကိုတပိတ်တယ်ခိုင်းတယ်ကဲမောင်ရင်လောင်းရဲ့အဖေကအမေက ဟိုမှာမင်းသားနဲ့တွဲပြီးတော့မှအမေကလည်းမင်းသမီးနဲ့တွဲပြီးတော့မှပွဲတွေထွက်ကြတယ်ဘာစတန့်လဲဘာစတိုင်လဲကျမတို့မြမယူရယင်ကျေးမှုမဟုတ်ဘူးလေအဲ့ဒါကျမတို့မြမရိုးရအလှူကတိတ်ကိုတန့်ရှင်းနေတိတ်ကိုစက်တီရှိရတိတ်ကိုလှပတယ်ဟုတ်တလားဟာတခါတည်းကိုလေဟိုတချင်းအောင်ရှိပါသေးတယ်เนาะ မမေတင်ငန်းရွက်လို့ရေဖေဖေတပိတ်လွဲဟုတ်တလားဆိုပြီးတော့မှလေတချင်းလေးတောင်ရှိသေးတယ်လေတချင်းလေးတောင်ရှိသေးတယ်အဲ့တော့အခုအဲ့လိုမျိုးမဟုတ်ဘဲနဲ့တခါတည်းကဟာမင်းသားနဲ့အမေကလည်းမင်းသားနဲ့အဖေကလည်းမင်းသမီးနဲ့ပတ်စံရှိတဲ့အလှတွေမှာထင်တိုင်းတွေကိုကျေးပြီးတော့မှဒီလိုမျိုးတွေမြင်ရတွေ့ရတာထော်ရဲ့လားမထော်ဘူးနော်ကျမတို့မနာလို့စရာအကြောင်းလည်းမရှိပါဘူး မနာလိုအောင်လဲမနာလိုစရာအခြေအနေတွေလည်းမဟုတ်ပါဘူးเนาะဒါပေမဲ့ရိုးရာရင်ကျေးမှုနဲ့တက်ဆိုင်တဲ့ပုံရိပ်တွေဖြစ်တဲ့အတွက်ကြောင့်မလို့အမုန်းခံပြီးတော့မှပြောပြထောက်ပြတာကျမကတော့လေကျမယောက်ျားမဟုတ်တဲ့ယောက်ျားတစ်ယောက်နဲ့အလူပွဲကိုရေစက်ချဖို့အတွက်ကိုကျမကအလူပွဲမှာပွဲမထွက်နိုင်ဘူးကျမယောက်ျားကိုလေကျမမဟုတ်တဲ့မိန်းမတစ်ယောက်နဲ့လက်ဆွဲပြီးတော့မှအလူပွဲကြီးကိုမကျင်းပနေတာကိုကျမမမြင်နိုင်ဘူးခံစားနိုင်ဘူး အဲ့တော့ကျမဟိုတယ်နီးကပြောတဲ့ခါကျတော့တချို့တွေကလာပြီးတော့မှအမလေးသင်ကမိန်းမနှစ်ယောက်ယူထားလို့မလို့ဒါချိန်မိုးပြီးတော့မှသူကိုယ်တိုင်လည်းမင်းသမီးကိုလက်ဆွဲပြီးတော့မှမိန်းမနှစ်ယောက်ကိုလည်းမင်းသားတစ်ယောက်တစ်လက်စီမင်းပြီးဆွဲပြီးတော့မှဒီလိုလုံလိုက်တာအမလေးဘာအပြစ်ရှိလို့လဲဘာဖြစ်လို့လဲဘလို့လဲညာလို့လဲကျမတို့နိုင်ငံကလူတွေကလေကောင်းတာထက်ဆိုင်မကောင်းတာကိုတိတ်ပြီးတော့မှလေအပိအမြောက်ပြုကြတာမကောင်းတာကိုတိတ်ပြီးအားကြတတ်ကြတာစင်ညင်ုံတရားတွေပဲနေသလားအဲ ပညာဉာဏ်တွေပဲနည်းသလားအသိပညာဘုသူတာတွေပဲနည်းသလားတော့မသိဘူးဒါကြောင့်ဒါမှမဟုတ်လဲကောသလမီးအိမ်မက်16ချက်တရားပဲအဲနော်ကောသလမီးရဲ့အိမ်မက်16ချက်တရားပဲတခါတည်းကိုလေဟိုထင်ဟနေသလားတော့မသိဘူးကောသလမင်းကြီးလဲစောစောစီစီအိမ်ရကနိုးသွားတာပဲကံကောင်းနေမှန်မယ်အိမ်မက16ချက်ပဲမှတ်သွားလို့ဒါပဲเนาะသူဥစားလေး32ချက်လောက်သာဆိုလို့ရှိလို့ရှိရင်တော့တိုင်းပြည်လဲပြက်နေလောက်ပြီး ဲ့တော့တော်တော်ကိုဟိုမြင်ရတွေ့ရတာတွေကအဆင်မပြေပါဘူးเนาะခုနဆရာလေးတွေကိစ္စအဆိုလဲဒီလိုပဲเนาะနှစ်ပွဲမှာနှက်ကားတဲ့ဆရာလေးတွေခုနရှာတစ်လေးနဲ့လှုပ်ပြီးတော့မှမုံလုံးရေဘော်ဒီစားကြဆိုတဲ့ဆရာလေးတွေလူထွက်လိုက်ပါအဲ့လိုတွေလှုပ်ချင်နေဆိုအရန်ဝါသနာပါတယ်အမှုပညာကိုအရန်တည်ယုံဆောင်တာဝါသနာပါတယ်ဆိုလူထွက်လိုက်ပါကျမတို့တောင်တစ်တော်ရိုက်တယ်ဆိုရင်အရန်ဆင်ကျင်ပြီးတော့မှရရတယ်เนาะအတူယူမှားမှာစိုးလို့ နော်ရင်ဘတ်ကလေးပေါ်တယ်ဆိုရင်တော့မလေတ िश ူးလေးကိုအဲ့လိုလေးထည့်ပြီးတော့မှရင်ဘတ်ကနိုသီးပေါ်တဲ့အဆင်မဟုတ်ဘူးအမြောင်းလေးပေါ်တာတော့မလေတ िश ူးလေးထည့်ပြီးတော့မှတစ်တော့ရိုက်တယ်အခုဒီနေ့ဆိုရင်လည်းဒီလိုပဲဒီမှာအင်ကြီးဘော်လီကျိုးပေါ်မှာဆိုလို့ဒီမှာတွေ့ကြည်ကလေးနဲ့တွေ့ပြီးတော့မှကျမ speech ကိုလုပ်တယ်လူလူကျမတို့လူတော်မှပဲဒီလိုမျိုး စင်ကျင်ပြီးနေထိုင်နေဘာဖြစ်လို့ကိုယ့်ကိုသဘောကျတဲ့သူရှိမယ်ကိုယ့်ကိုသဘောမကျတဲ့သူရှိမယ်ကိုယ့်ကိုသဘောမကျတဲ့သူတွေရဲ့အဖို့မှလည်းကင်းရဲစရာမရှိအောင်ကိုယ့်ကိုသဘောကျတဲ့သူတွေအဖို့မှလည်းအတူယူမမားအောင်လို့ကျမတို့စံပြဖြစ်အောင်လို့နေထိုင်နေဘသူအတိမတ်ပြုတ်ပြုတ်မပြုတ်ပြုတ်ကိုယ့်လိပ်ပြာကိုယ့်အဆင့်တန်းကိုယ့်ရဲ့ဂုံတိတ်ခါကိုယ့်ဟာကိုတံပိုးထားပြီးနေထိုင်နေအဲ့တော့တာသနာညွင်ဝင်တင်လာရှင်နေအနေနဲ့လဲစံအောင်ပယ်ထားပြီးသားမှာတော့မှဒီ TikTok တွေဆော့ခြင်းနေဆိုလူပြန်ထွက်လိုက် မနေနဲ့မယုံထားနဲ့သင်္ကန်းလဲဟုတ်သလားကျွန်မပြောတာအရန်အမှုပညာဝါသနာပါတယ်အရန်တရုတ်တွေစောင်းခြင်းနဲ့အရန်ဆက်စီတွေလုပ်ခြင်းနဲ့ပြင်ထွက်ပြင်ထွက်လူဝိလူဝိလင်းလားလူဝိလင်းလားလို့တီလာရှင်ဝိယုံကြီးနဲ့ဒီလိုတွေလုပ်နေတာရင်နှက်တွေကခြင်းနဲ့မလားထွက်လိုက်သွားနှက်ကတော့သွားလို့အပြင်မှာတီလာရှင်ဝိစုံကြီးနဲ့တော့နှက်မကနဲ့ချိန်ရတာဘလို့မှအဆင်မပြေဘူး အဲ့တော့ဆရာလေးများလဲကျမတို့ခုနှစ်ရက်သားသမီးများကိုငရေမပေးပါနဲ့နော်ကျမတို့ခုနှစ်ရက်သားသမီးတွေကမြင်ရတွေ့ရတော့မနေနိုင်ဘူးမနေနိုင်တော့ပြောမိတယ်ပြောမိတော့ကျမတို့ကသင်ငန်းဆိုတဲ့ဟာရှိနေတယ်ကျမတို့ကိုငရေမပေးပါနဲ့အမှုပညာသွေးတွေတိတ်ပြီးတော့မှကျွယ်နေတယ်ဆိုအပြင်ထွက်လူထွက် ရိုက်အမတစ်တော့တနေ့တနေ့ဖင်ထောင်ပြီးတော့မှရိုက်ဟိုအန်တီလို့လေတနေ့တနေ့ဒီလိုဒီလိုလှုပ်ပြီးတော့မှရိုက်တဲ့အန်တီလို့လေတနေ့ကိုအပုတ်တရာ150ရိုက်ထိုင်ရဘာမှမဖြစ်ဘူးအန်တီသူကသူထင်တိုင်းကျင်းနေရိုက်နေတယ်ဘာမှမဖြစ်ဘူးကျမတို့ဘာမှမပြောဘူးရိုက်သူလှုပ်လက်ပိုင်ခွင့်ဟုတ်လားဒီလိုမျိုးလှုပ်တဲ့အန်တီလေတနေ့တနေ့အပုတ်တရာ150ရိုက်နေတာ ဘလုံးလုံးဒီလိုတင်လာရှင်ဝစ်စုံကြီးနဲ့တင်လာရှင်ကြီးလုတ်ပြီးတော့မှကျမကအခုတစ်တော့ရိုက်ခိုင်းအဲ့လိုအဲ့လိုလုတ်ပြီးကျမတစ်တော့ဘေးကျမမရရဲဘူးဘေးကိုအစင်တန်းနဲ့ကိုရဲ့ဂုံတိတ်ခါနဲ့